လက်စံတော့ကတပည့်နူးကိုထားခဲ့ပြီးတော့ပုပ်ပါတောင်ကလပ်ကိုဥစွာရောက်နေနေဒီမှာအကြောင်းမဲ့မှုတ်ကြီးမိမိရဲ့တပည့်နူးဖြစ်တဲ့ကျော်သောနဲ့ထင်ရှားတို့ဟာရှင်ဆွေအတက်ပင်နာတို့ထပ်ထူးခဲ့မြင်မာတဲ့ပင်နာများကိုတတ်မြောက်စီလိုတဲ့တတော်စီနာထားပြီးတော့ကိုရိုင်းကိုကြချူပန်းအားထုတ်ပေးနေခြင်းဖြစ်ပြီးဒါပေမဲ့ဆန်တော်နေနဲ့နီးပေးလမ်းပြအဖြစ်သာရှိနေမှာဖြစ်ပြီးတော့အရေးကြီးခြေနေကိုရောက်မှသာဝင်ရောက်ကူညီလိမ့်မှာဖြစ်ပါတယ်အထက်ပုဂ္ဂိုလ်ကြီးများကလည်းဒူတိုင်းသာဖြစ်စီလိုကြတပည့်များဆရာရဲ့စွမ်းသိတိအတိုင်းရှိကိုအထိုက်ရောက်တည်ကြတဲ့အတွက်မိခိုအားကိုစိတ်မကုံကြသေးဘူး ရေရှည်မှာလည်းလောဂီပုံစာရဲ့အသီးသီးလို့ကိုဖြေရှင်းရန်ရှိနေကြသည်အဲ့လိုဖြစ်တာကြောင့်တပည့်နှူးတို့ကိုအမိကိုကင်းကင်းနဲ့မိမိကိုယုံကြည်မှုရှိနိုင်စေဖို့အတွက်စံသားချက်တစ်ခုကိုဖျက်ကျော်ခိုင်းခြင်းဖြစ်ပါတယ်စံသားချက်ဥစွာမှနာစိမ့်များနေတာကြုံတွေ့နေရခြင်းဖြစ်တဲ့အတွက်အစိမ်းနှံကွာခြားလွန်းလာတယ်ကိုထင်နိုင်ပွဲရှိတယ်ဒါပေမဲ့ပုံပါရဲမှနတ်တို့ကများသောအားဖြင့်ဒိဋ္ဌိကျဲအစွမ်းထက်ကြလိမ့်မယ်မိလိုပင်စိုးစေးတပည့်နှူးကလည်းကြိုးပမ်းကြသလိုဆရာဖေးသူကလည်းစိတ်ချယုံကြည်ပြီးဖြစ်ပေတယ်ရခုလေပုံပါတောင်ကလပ်မှာရှိတဲ့ကဘာလုံးကတ်ကျော်ဇေဒီကလေးနီးနားမှာ ပရိစိတ်ရဲ့ရှိပါတယ်။ကဘာလုံးစီဒီကလေးမှာအဖဘုံမင်းအောင်တီထားခဲ့သူနာမည်ကျော်လှတယ်။ကဘာလုံးတရံမုံလုံးတရံရှိပြီးတော့ပပတ်လည်းအရင်ရှင်းမြင်တာမှာခေါင်းလောင်းပုံဇေဒီယန်ရှိခုရှိမုံလုံးစကူကပါလို့ကြာကလတ်နဲ့ဆုံတော်တင်ပလင်ဘောကမြောက်ကလေးစင်းတယ်လို့ပြေဟူသောအတိတ်တပောင်ကိုမိတ်ဆောင်၍မုံလုံးတရံဖျားကိုတဲပြီးတော့မြမာတို့ရဲ့ပလင်ဘောကနယ်ချဲလို့စင်းစင်းရန်တန်းစီငယ်ချင်းဖြစ်ပါလေ။မြတ်စွာဘုရားတပည့်နှူးကိုစောင့်ရင်ပရိစိတ်နေဒီမှာပရိအပိုက်တရားခန့်ရှိလိမ့်မည်။ ဇဂုံဥဒ္ဓပါရညာနံဥဒ္ဓပါရပညာဥဒ္ဓပါရဝိဇာဥဒ္ဓပါရအာလောကောဥဒ္ဓပါရဟုတစ်ခေါက်ယူပြီးတိုင်းပရိတလုံးညစိမ့်နဲ့အပိတ်တရားတိတိပြည့်ခဲ့အဲ့ဒီပရိစိမ့်တွေကမျက်စနုံကဲ့သို့ဝိဇရူတယောက်သာမကတာမန်လူများကလည်းစိတ်နိုင်နေမြများထုံလင်းအကြမရတဲ့သူထွဲပေါက်ပုပ်ကိုကြီးများစကားရှိပြီလေပရိစိမ့်တွေကစိတ်အာအောင်မှညောင်မင်းတပင်ကိုမြင်လာခဲ့ရအဲ့ညောင်မင်းအောက်မှာတစုံတယောက်ကဈေးပင်လေးကြီးကိုဖွာဆိုင်နဲ့ထိုင်နေခဲ့မျက်စနုံကအာအောင်ခိုင်းနဲ့လှုပ်ချီလိုက် ိုင်ကစိတ်အောင်တွေကစီမင်းလေးဖွာနေတဲ့သူကပင်ဒီတိုက်ပုံကလေးကြားထဲမှာညှက်ထားတယ်ဘရပိုက်တစောင်းကိုထုတ်ယူလိုက်အဲနောက်ဘရပိုက်ကိုလဝါပေါ်ဒီမီကြိုက်လိုက်ရပေရွက်ကလေးတစ်ခုစာဖြစ်သွားပြီတော့ဒီအဲလိုအောင်ထဲမှာစွမ်းပြနဲ့ပုပ်ကိုတူရဲ့ဘေးကိုဝေးဖြူစင်ကြဲနဲ့တခြားသူကရောက်ရှိလာခဲ့ပြန်တယ်အဲလိုကိုမျက်စံတော့ကောင်းကောင်းသိလာကြအောင်ဒုတိယအကြိမ်လက်အုပ်ချီလိုက်ပြန်တယ်စီမင်းလေးဖွာနေသောသူမှာလက်ထဲကပေရွက်ကလေးကိုဝေးဖြူစင်ကြဲဝေထားတဲ့သူရဲ့လက်ထဲကိုထည့်ပေးလိုက်တော့ အဲ့ဒီဝိပုစင်ကျန်တဲ့သူကလည်းအောင်းထဲမှာပဲမြတ်စံတုံးကိုလှမ်းပြီးတော့ကြီးလိုက်တော့တယ်။မြင်းတဲ့တိုင်းပဲသားကြီးအဘူးလည်းဘာမှမပြောစရာမရှိတော့။ဂိုင်းပြီးတဲ့တိုင်းသာယူပြီးတော့မြတ်စံတုံးမှာပရိပတ်ထားတဲ့လက်ကိုလှုပ်ချင်းနဲ့ဘုရားဘေးကဝိပုစင်ကျန်နဲ့စัจ Java ရှင်ကိုကြည့်နေတယ်။အဲနောက်လဝါနှဖက်ကိုဖြတ်ပြီးတော့အဘူးပြီးတဲ့ပေရွက်လေးကလေးကိုရိုးသေးသေးလှမ်းယူ။ညောင်သာလွာပြီးသုံးပြီးတော့အဘာဘူးမင်းကောင်လိုပုပ်ဝူကြီးတူကတော့ရွယ်ချက်မရှိရဘာမှမလုပ်ပါဘူးကွာ။အပြန်မှာသူ့စီဝင်မို့လဲမှားလိုက်တယ်။ ဟုတ်ကဲ့မှတ်ထားလိုက်ပါမယ်ဘူးအေးတပင်တို့ဦးကိုစမ်းလာလေစမ်းပေါ့တို့ပေမဲ့လည်းပုံပါးเจ้าငါသားတီးရနဲ့အမှားမဖြစ်စေနဲ့အခန်းမသိရင်လည်းပပတော့ကူညီလိုက်ပါကွယ်ဟုတ်ကဲ့ပါဘူးသူတို့အမြဲပြတ်စောင့်ကြည့်နေပါတယ်အဖိုးလည်းကြောပါတယ်ဒါရုကွယ်ဒါရုဒါရုဂျေဇူးတီးတဲ့မင်းရဲ့မဟာလန်းကြီးအောင်စကန်းရောက်မြန်နိုင်ပါစီကွယ်ကဲဘိုးသွားမယ်မြတ်စွာဘုရားအဖိုးခေါ်တဲ့ဆရာဆရာရွယ်အားဖြင့်သူနဲ့ဒန်းလူသားရှိမြူထင်ရတော့လေအသက်အားဖြင့်နှစ်ပေါင်းရာချီနေပြစ်ပြီး ပြင်းအားဖြင့်လည်းဂျေဆုမကင်းသူဖြစ်တာကြောင့်မြတ်စွာဘုရားတွေ့တိုင်းကရောလီရှိတတ်တယ်။အဘိုးပြန်ကြွားသွားပြီးတဲ့နောက်အဘဘူမင်းအောင်ပေးတဲ့ကျန်းတစုသို့မဟုတ်ပေရွက်တစ်လိပ်ကိုဖြန့်ကြည့်လိုက်။ပရပိုက်တစ်ခုစားကျန်းကြီးကိုပေရွက်လောက်သေးအောင်စီရင်ပြီးတော့တပင်များအတွက်ချီးမြှင့်ခဲ့တဲ့အဘဘူမင်းအောင်ကိုလည်းဂျေဆုတင်နေမိတော့တယ်။ပုံပေါင်းတောင်ကလပ်ကိုရှာဖွေနေကြတဲ့ဒေါ်ကြီးမြန်မဲထဲမှာထင်ရှားတဲ့ကြော်စိုးတို့လည်းအန်ဒီရဲ့အငွေ့သက်များကိုခံစားနေရတယ်။မြတ်စွာဘုရားဝိဇ္ဇူတအူးကိုချင်းကပင်ညာယူနေသူများဖြစ်ဒီကတကြောင်။တန်ခွေကြောက်ခွေတို့ပိုင်ဆိုင်သားဒီကတကြောင်။ ဘလူးဘွားမှာလာတော့ပဋ္ဌာန်းဆတ်နှစ်ဦးဖြစ်ဒီကတကြောင်းနဲ့နှစ်ဦးစလုံးကြီးစိတ်များကကြောက်စိတ်ရွေမရှိတော့နေပါနေကြယခုအနီးနားမှာဆရာရှိမနေတော့လဲဆရာဖြစ်သူထံသွားရလမ်းမှာအနောက်ဆက်တို့ကိုနှစ်ဦးတည်းရင်ဆိုင်ဖြည့်ရှင်းလာခဲ့ပြီအတူတူမှတ်ခဲ့တော့အိမ်မှအတိုင်းပဲနတ်နှစ်ပါးနေဂျုံတွေးခဲ့ရပြီးတော့ထမှန်ဂျုံတွေးလာမယ့်အန်ရံများတော်လဲသတိထားနေခဲ့ကြရိုးကလေးတစ်ခုတွင်းသို့ဆင်းသွားကြမှာအောင်းနိုင်သွေးပြက်ဖွေရမြေငွေတစ်ခုနဲ့ထိတ်တိုက်တိုးမိကြလီတော့လေ ဂျိုင်းတကောင်ကမျိုးသမီးတို့ရဲ့ခန္ဓာကိုယ်ကြိုးကြိုးမြီအောင်ဝါးစားနေပြီးတော့အဲ့ဒီမျိုးသမီးရဲ့အလောင်းမှာသွေးရည်ထဲမှာနှင်းလျက်ရှိပေတယ်။ချက်ချင်းပင်ဂျိုင်းကကြော်သွုံးနေထင်ရှားတို့တွေ့တဲ့အခါမှာတော့ခါတနှုန်းနဲ့ပြေလျှောက်လာတဲ့ခုံအုပ်တော်တွေမြောက်သားလူချင်းခွဲလိုက်ကြပြီးတော့ဂျာကြီးရဲ့တိုက်ခိုက်မှုရှောင်တိန်လိုက်ပြီးတယ်။တာမန်တဲ့ပူကြီးနဲ့ခန္ဓာကိုယ်ကြောင့်မူမှန်ဒီကလေးသတိထားမိသွားကြဂျာကြီးမှာမိမိရဲ့ပြင်းမှတ်လွဲချော်သွားတာကြောင့်တွားဖြေးပြီးတော့ဒေါသတကြီးနဲ့ဟိန်းဟောက်လိုက်ပြီးတယ်။ ိုင်းနိုင်ငံကြီးထွက်ပေါ်လာတဲ့အခါတောတွေးမှာငှက်များလန့်ပြန်ကုန်ကြဇိဆန်တို့ကြောက်လန့်ပြီးတော့ပြေးကြလွားကြတယောက်စီဖြစ်နေကြော်သောနဲ့ထင်ရှားလွယ်တယောက်ကိုတယောက်ကြည့်လိုက်ကြပြီသတိပေးတယ်ကြိုင်းမှာထင်ရှားကိုပြင်မှတ်ထားပြီးတော့ခုံအုပ်ပြန်တယ်လေမြုပ်တဲတဲကိုကမ်းပြီးဟန်ပြီးဝင်လာတော့လေထင်ရှားရှိကိုရောက်လို့နီးမှာမြေပြင်ပေါ်လက်ထောက်ကြာသွားတော့တယ်ကြော်သောအမိကိုလမ်းဆွဲထားခြင်းဖြစ်၍ကြားကြီးမှာရှိကိုတိုးမြဖြစ်နေတယ်ကြိုင်းလည်းဒေါသပူထွက်လာပြီးတော့တစ်ဖက်ကဆွဲထားတယ်ကြော်သောဘက်ကိုလှည့်လာခဲ့အဲဒီကထင်ရှားလည်းကြားကြီးတစ်ဖက်ကိုအလှည့်မှာ လေရွာနောက်ကိုလဝဲဆောင်တစ်ချက်ရိုက်သွင်းပြလိုက်တော့လေမြေပြင်ုံပေးရိုက်သွားတဲ့ကြားကြီးမှာနားတစ်ဖက်မှာသွေးများယိုစီးကြလာခဲ့အထီနာသွားတဲ့ကြားကြီးလေးကောင်းဆက်ဆက်ခိုင်းနေမှန်ဖီနေတော့လေတော်တော်နဲ့ထင်ရှားလို့ကြည့်နေစေမှာပင်ကြားကြီးရဲ့နားထဲမှာစီးကြနဲ့သွေးများမှာတပေါင်းများမကြံအောင်ပျောက်ကွယ်သွားပြီလေကြောပြင်းသီးနဲ့ငကိုတက်ပူကြီးချိုင်သွားပြီးတော့ကြားကြီးမှာနာကျူးမရှိတော့သလိုအာအင်ပြေဖြိုးနေခဲ့တော်တော်နဲ့ထင်ရှားလို့နှာခေါင်းထဲမှာပန်းရံနဲ့ခက်ပြင်းမြင့်ကိုရှူဆိုင်မိကြပြီးတစ်ချိန်တည်းမှာပင်အရက်နှံ့ကိုလည်းခံစားလိုက်မိလေ ချက်ချင်းမင်းတင်ရှားကလဝါတစ်ဖက်ကိုဆက်ပြီးတန်ကွေရုပ်ကိုထုတ်ယူလိုက်အပြောင်းဆက်ကျိုးတမ်းများစီးထားတဲ့ကွေရုပ်ကလေးမှာလဝါပေါ်မှာချာချာလည်နေခဲ့တယ်လူအလူလောက်ကိုကြီးတာမန်ပရိသတ်နေဆိုတော့မလိုဘူးပေါ့ကွာအခုအတိတာလုံးနေတယ်ဟာစီးတော့ကြားလိလားသိဟုတ်တာပေါ့ကွာနေရောက်သားကိုရင်ပြပြီးတော့စမ်းသက်တာမလုံလောက်လို့ကြားနေတိုက်တော့မထင်နဲ့ကွာဒါဆိုရင်ဒီကမဆဲအောင်နည်းနည်းတော့အစွမ်းပြတော့မထင်နဲ့ကျော်စောဒီလည်းထင်ရှားခဲ့သူလဝါဖျက်လိုက်တဲ့ကကြောက်ကွေရုပ်က ရွှေဝောင်စကြိုးလမ်းများစီးနေပြီးတော့ပေါ်ထွက်လာခဲ့တော်တယ်။ကျော်တော်နဲ့တင်စားတို့လက်ထဲကတန်ခွေကြောက်ခွေနှစ်ပါးရဲ့အလေးအောင်များကြောင့်ကြားကြီးကမျက်လုံးနှစ်ဖက်ပုတ်ခတ်တွန့်ဆုံနေတော်တယ်။ကျော်တော်နဲ့တင်စားတို့လည်းမဆိုင်မတော့ပင်လက်မြောက်လိုက်ပြီးကဝေယုံများရဲ့စွမ်းကိုအုံပြလိုက်ကြပါတော်တယ်။ကဝေယုံများကိုအုံပြရတိုက်ခတ်ခြင်းမှာကြားကြီးကိုမဟုတ်ပဲကြားကြီးရဲ့ကြောပေါ်ကိုရွယ်ပြီးတော့တိုက်ခတ်နေခြင်းဖြစ်တယ်။ကဝေယုံနှစ်ခုမှစကြိုးလမ်းတို့လည်းမမြင်ရတဲ့အရာတစ်ခုရဲ့တွန်းကန်အားကြောင့်နောက်ကိုပြန်ထွက်လာတယ် အိုင်နောက်ကြားပေါ်မှာစီးနင်းလိုက်ပါလာတဲ့နတ်စိမ့်မှာကိုထင်းပြလာခဲ့တော့ပြီမနိုင်နာသိပါရင်လည်းဘာတော်မှနောက်တစ်ခေါက်တိုက်ခိုက်ခြင်းရလေဒီခါတော့စမ်းသက်တာပါလို့မစိုးနဲ့တော့မေရိုရဲ့စီခိုင်းတဲ့ရသိတိဝင်ကျန်းစုနဲ့ထိုက်တန်လာဆိုတာစမ်းသက်ဖို့ပရမတ်ချိန်မှာညီနောင်နှုတ်တာဆိုမြအခုစီးတော့ကြပြီနတ်ဘလူးတို့ရဲ့ဆွဲရင်ကိုပါယူလာခဲ့ပါဒီနေမြမှာလူကျင်တာရှိရင်တော့နိုင်အောင်ကြော်ဖြတ်ပြီတော့ကောင်းပြီလေဒါပြင်းနဲ့စားလိုက်အောင်ကြားပေါ်မှာနတ်စိမ့်ကဖြတ်ခနဲပြောက်ပြီးတော့ကြားကြီးအောက်ကိုရောက်လာခဲ့ ိုင်အောင်ကျော်သောနှင့်ဂျာကြီးကတစ်ဖက်တင်ရှားနှင့်နတ်စင်းကတစ်ဖက်စွမ်းအင်းချင်းရှင်ပြိုင်ကြတော့လေဂျာကြီးကငကိုထက်အင်အားနှစ်ဆကြီးလာတယ်လို့ထင်ရပြီးတော့ကျော်သောကိုတရိဆန်စိတ်ဖြင့်အပြေးထန်တိုက်ခိုက်တော့ကျောက်ကွေကိုင်နာလက်ဖြံကိုဂျာကြီးကပုတ်ချလိုက်တော့လေကိုဝေရုံမှကြမသွားပြီကျော်သောရဲ့လက်ဖြစ်စီခြေဖြစ်စီမိရလွတ်ရအောင်ကိုက်ခဲဆွေးရမှုတော့လေအပြေးထန်အားထုတ်နေခဲ့တယ်ဒါနဲ့လက်ထမ်းထားတဲ့နတ်စင်းကသူ့ဤဘောင်းတော်စားအပေါ်မှာဓာတ်ကိုကြိုပြီးတော့မိုးသို့ထောင်လိုက်။အဲနောက်ဓာတ်နှစ်ဖက်မှာအစိမ်းအောင်ဇက်တူစီးဆင်းလာပြီးတော့ထင်ရှားဝေးမှာလှမ်းကပိုင် အဲဒီကဒါနဲ့လည်းကြားမှာနဘလူးတကောင်ရဲ့ကောင်းတဲ့ရန်နဲ့တူတဲ့ဆက်ကျိုးများကပါဇက်ဟာထားရင်တင်ရှားထံကိုပြေးဝင်လာတော့တယ်။တင်ရှားကြီးလည်းတန်ကွေဆက်ကျိုးများနဲ့ကာကွယ်လိုက်ရာရှိမှာအကာရံတစ်ခုဖြစ်ပေါ်လာပြီးတော့နတ်စင်းရန်ဒါမှာဆက်ကျိုးရန်ကိုလွင့်ပြဲသွားပြီတော့တယ်။တင်ရှားလည်းချက်ချင်းပင်တန်ကွေဆက်၃ချောင်းကိုတစ်ဖက်လက်နဲ့ဆွဲထုတ် ပြီးတော့နတ်စင်းကိုရစ်ပတ်ရင်စေလို့လိုက်တော့နတ်စင်းကဒါနဲ့ကိုရှိမှာဆက်ထားပြီးတော့တန်ကွေဆက်ကျိုးတို့ကိုဖြတ်တောက်ပြစ်လိုက်ပြီ။ဒါမှနတ်စင်းတို့ရဲ့ကမ္မစိတ်ဒီပြင်မှာဖြစ်နိုင်တော့လေ။ နဗလူးတို့ရဲ့ဆွေးအားများကိုသာအသုံးပြုနေခြင်းကိုထင်ရှားတဲ့ကောင်းကောင်းသဘောပေါက်လိုက်ပါလိမ့်။ဒါမှမဟုတ်ဂျိုဇိုးကဒရိဆန်၎င်းနှင့်ရင်ဆိုင်ရသည်ဖြစ်စေ short တွေ့ရင်မရပေ။အခမ်းမသိရင်ကြားစာဖြစ်သွားနိုင်တယ်။ဂျိုဇိုးလေးကြောက်ကြွေးဦးစကနဲ့ကင်ပြီးတော့လက်ကိုအသာကလေးညှိနှားလိုက်ပြီ။ပြီးရင်ဘယ်လဲဖြန်ကိုစမ်းထုတ်ကဂျာကြီးကိုလာကိုက်ရင်စိန်ခေါ်ဝင်ပြုတ်လိုက်။ဂျာကြီးကတလန်းချင်းတိုးလာပြီးမှဂျိုဇိုးရဲ့ဘယ်လဲဖြန်ကိုရှင်ုံပြင်းပြင်းနဲ့ပြေးကိုက်လိုက်တော့တယ်။ တော်တော်လေးသူကြီးဆက်ထားတဲ့လက်ကိုကြားပစမ်းမှပုတ်ကားသီးကခွာထုတ်လိုက်ပြီးတော့တကွက်မှားသွားတဲ့ကြားရဲ့နှပေးကိုတစ်ဖက်လက်ထဲမှာရှိတဲ့ကြောက်ကွေဆွဲအားနဲ့ရိုက်ချလိုက်ပြီးတော့ကြားရဲ့ဘယ်ဘက်နံယိုးပြီးမှမီးလောင်တန်အကဲသို့လက်ဝါးကြီးထင်းသွားတယ်ဖြင့်လက်ဝါးတန်အားလေးမှာကြောက်ကွေရုပ်ဂျိုင်းကွက်ကလေးမှာဖြစ်သွားပြီးတော့ဒီကိုလိမ့်ချသွားတဲ့ကြားကြီးမှာပြန်ထလာတော့လေမြေပြင်မှာပင်ဘိုင်းကနေလဲကျသွားပြန်တယ်အရိကနတ်စိန်ကမိမိရဲ့စီးတော်ကြားအဖြစ်ကိုကြည့်ပြီးတော့ဒေါသထွက်သွားရရှိပြီးတယ် ဒူနိရှင်များနေတဲ့ထင်ရှားကိုပြင်းရာချမ်မီတော်ပဲတဲကြီးမဲကြီးတိုက်ခိုက်တော်တွေနာဆိုင်ရဲ့ဒါနှလမှာမီးလျံတို့တောက်လောင်နေတဲ့ပြည်မျက်လုံးများမှာလည်းအခိုးငွေထွက်လာအောင်ဒေါသမီးကလောင်များလျက်ရှိနတ်တပါးဖြစ်တဲ့ပြည်ကျန်းန်းတဲ့ဗီဇရှိနေအောင်ဘူလာဆိုင်တို့ထွက်ပေါ်လာခဲ့ပြီးတော်တွေဒါနှလကိုတင်းတင်းဆုပ်ကိုင်ဖနောက်ကိုပြင်းပြင်းဆောက်လိုက်ရဝင်းကြီးတဝိုင်းမှာတုံခါသွားပြီးတော်တွေပြီးတဲ့အခါမှာတော့မီးလျံတို့တောက်လောင်နေတဲ့ဒါနှလကိုလေထဲမှာဝှေ့ရမ်းလိုက်ရှိတဲ့နေရာမှာအလွန်ကြီးမားတဲ့မီးလုံးတစ်ခုကဖြစ်ပေါ်လာတဲ့အခါ နာစိမ့်မှာအဲ့ဒီမီးလုံးကြီးကိုထင်ရှားစီကိုရွေပြီးတော့စိတ်ရှိလက်ရှိကန်ထုတ်လိုက်တော့တင်ရှားလဲတန်ခွေကိုရှေ့မှာထုတ်လို့မီးလုံးကြီးကိုတွန်းကန်တားဆီးထားလိုက်ပြင်းထန်တဲ့မီးလုံးကြီးမှာထင်ရှားစီတိုးဝင်မလာသေးတော့လေနောက်ကိုခြေတန်းထောက်ပြီးတော့တန်ခွေဇက်တို့နဲ့အပြင်းထန်ခုခံနေရကနာတွေးမှာပဲမီးလုံးကြီးကအားရမသွားပဲပုံမပြင်းထန်တဲ့ဖီအားများသာတိုးတက်လာခဲ့ပြီအဲ့ဒီချိန်ကိုနာစိမ့်ကခွင်ကောင်းယူပြီးတော့ဒါနလက်ကိုမြောက်လာခဲ့ ိုင်နောက်ဓာကိုင်နာနဲ့လက်နှစ်ဖက်ကိုလှုပ်ပေးလိုက်ရာနတ်သားနှစ်လက်မှာလေအထက်တွင်ငှောက်ဝဲတကဲ့သို့လွင့်နေပြီးတော့ဒီအိုင်နောက်စုံရဲတို့ကအစာကိုထိုးတုံရန်အဟုန်ပြည့်စင်းလာတကဲ့သို့ဓာနှစ်လက်တို့မှာထင်ရှားထံကိုပြေးဝင်လာခဲ့ပြန်နေတို့ရောင်ရင်ချွင်ချွင်မီတဲ့အတန်နဲ့တူဓာနှစ်လက်မှာပိုင်ရှင်ရှိရာအရက်ကိုကန်ထွက်သွားပြီနတ်စိန်ကဓာနှစ်လက်ကိုစကနေဖမ်းယူလိုက်ချိန်မှာကျော်သောရဲ့ကြောက်ကွေစရာတချို့ဓာဘာစီးစင်းနေရာကိုတွေးလိုက်ရတော့ဒီကျော်သောကထင်ရှားရှိမှအပြင်းလာတဲ့မီးလုံးကြီးအတွင်းကိုကြောက်ကွေစရာများရောနှောလိုက်တယ် ရှင်ရှားစီရဲ့ကြော်သောဝင်ရောက်ကူညီမှုကြောင့်စိတ်ခွန်အားတစ်ခုရလာခဲ့ပြီးတန်ကွေကြောက်ကွေဆွဲအားနဲ့မီးလုံးကြီးကိုနှစ်ဦးသားတွန်းထုတ်လိုက်ကြလိမ့်မယ်။မီးလုံးကြီးမှာမူလားပိုင်ရှင်နတ်စိမ့်တံပြန်ထွက်သွားချိန်မှာနတ်စိမ့်နဲ့ပါဇက်ကိုဟပြီးတော့ပါဇက်ထဲကအကိုငွေတချို့နဲ့မီးတို့ကိုညှိမ့်ထုတ်လိုက်။မီးများအားရော့သွားပြီးတော့တဖြည်းဖြည်းသေးငယ်နဲ့ပျောက်ကွယ်သွားမိဖြစ်တော့လေတွန်းထုတ်လိုက်တဲ့အဟုန်ပြင်းလာကြောင့်ကိုင်းဒီလုံးခန့်မီးလုံးကလေးကျန်နေပြီးနတ်စိမ့်ရဲ့ရင်ဝကိုထိမှန်သွားပြီးတော့လေ။ တားနလက်ကင်သားတွေလက်တူလဲဆန့်ထွက်သွားပြီးအနောက်ကိုဝါးတရိုက်စွာအကွာဝေးဒီရောက်လွင့်ထွက်သွားပြီးတော့ဂျိုတော်နဲ့တင်ရှားတို့ကကဝေးဇက်ကျိုးနှောင်းပေါင်းစီးပြီးတော့တိုက်ခိုက်တော့မိကိုမြင်ရတဲ့အခါနတ်စိမ့်မှာစီးတော်ကြားနေသူပျောက်ကွယ်သွားပြီးတော့အရိကမှာနှူးသားမိမိတို့ကိုယ်ယုံကလေးများကိုတင်လိုက်ကြတော့လေအဲနောက်ကြားကိုက်ခံတဲ့မိန်းကလေးရဲ့ရုပ်ပြဆင်းပြအလောင်းကိုနှူးသားတွားကြည့်လိုက်ကြတယ်အိမ်မတိုင်းတော့နောက်ထပ်တွေ့ရပြီညီလေးကြော်စော်ကြီးအစိမ့်မှန်လားမာလားဆိုတော့ကဲခဲရုံနဲ့ အိမ်မထဲအတိုင်းဆိုရင်ဒီမင်းကလေးကိုအမျိုးသားတယောက်လာရှာလိမ့်မယ်ကိုကြီးထင်ရှားအဲ့ခါမှသိရမှထင်တယ်အေးဒီကြပဲကွာအုံးမယ်လူစိတ်လူလာနေတော်တွင်မှာဆိုရင်ဒီကြီးမျက်နှာနဲ့ယောက်ျားသူကပြေးထွက်လာခဲ့တယ်လက်ထဲမှာလည်းပဝါထရေကိုကြည်ကြည်ပအောင်စုပ်ကင်ထားတယ်အဲ့လူကသူ့ရိုင်ထဲကရုပ်ပြက်စေးမြအလောင်းကိုမြင်ပြီးတော့စွန့်အာနေခဲ့တယ်ကျော်စောနေထင်ရှားတို့လည်းနားလျာခတ်တဲ့အကြည့်နဲ့ကြည့်လိုက်သေးတယ်ပြီးတဲ့အခါသူ့ရိုင်ထဲမှာဒူးနှစ်ဖက်ထောက်ချလိုက်ပြီးတော့မျက်နှာကိုလက်နဲ့အုပ်ကရှိုက်ကြည့်တဲ့ငင်ငင်နဲ့ငိုကြွေးလီတော့တယ် ဒီဖြက်ကိုကြုံတိနေလိုပဲကိုကြီးအေးကွာငါလည်းမင်းလိုပဲတွေးနေရဒီလိုပဲကြော်သွုံးနေထင်ရှားလိုတွေးနေကငိုနေရောက်ကြကမျက်တောင်နီနီနဲ့သူတို့နှုတ်ကိုစိုက်ကြည့်နေလေမျက်ရည်တို့ကကြာမဲကြနေပြင်ဘာပင်တစ်ဖက်ဆက်ဆက်တုံအောင်အန်ကျိတ်ထားသေးတယ်တွေးတဲ့ရေဖြစ်နေတဲ့လောင်းမာလေးအပိုင်းပြတစားကြီးနေဖြစ်နေပြီရင်ကောင်များဝဲနေပြီမျက်လုံးရဲရဲနဲ့ကြည့်နေသူဟာကျင့်နေအောင်ဆုပ်ထားတဲ့လက်ထဲမှာပွားကူဖြေလျှော့လိုက်ပြီလက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်လိုက်ဝစ်ထားမှာအာမနာ ခမားတို့မှလုတ်ရကြတယ်ဗျာရစ်ဆက်လိုက်ကြတာအဲစကားကိုကြားရတဲ့ကကြော်တော်နေထင်ရှားလို့တွေးလဲဆောက်ခဏရပ်ပြီးပင်းသက်ကိုစီရှူလိုက်ရယောက်ျားဖြစ်သူမှာကြားကြိုက်ထားတဲ့မိမအဖြစ်ကိုမတိသေးပဲကြော်တော်နေထင်ရှားတို့နှုတ်ကိုဆွဆွဲလိုက်ပြီးတော့ဒီနှုတ်စလုံးမှာတော့အဖြစ်မှန်အောင်ပြောရရင်စကားလုံးများရှိနေတော့လေဒေါသတကြီးနဲ့မတ်တက်ရက်လာတဲ့ယောက်ျားတူကိုတတိထားလိုက်ပြီးတော့ဒီအဲဒီကလူတို့ဤဒေါသလျောက်ပြုမှုတတ်တဲ့သဘောတိုင်းထင်ရှားကိုပြေးထိုးတယ် ်ထင်ရှားရဲ့မျက်နှာပေါ်လက်သီး၃၄ချက်ဆင့်ပြီးတော့ထိုးမိသွားတော့လဲပြန်၍ခုခံခြင်းမပြုခဲ့ပြီထိုနောက်ထင်ရှားရဲ့မျက်နှာပေါ်မှာဒေါသလက်သီးကိုအာကြီးကြီးပုံချလိုက်ပြီးတဲ့နောက်ကြော်စိုးကိုပြေးထိုးလိုက်ကြော်စိုးကလည်းရှောင်းတိန်ခုခံခြင်းလုံးဝမပြုလုပ်ခဲ့ပြီကြော်သောနဲ့ထင်ရှားတို့ကတစ်ချိန်ကလုံခတ်တန်ကြမ်းတမ်းခဲ့ပြီးတော့လီတိုးမကန်တုံ့ပြန်တတ်ကြသူများဖြစ်ပြီးလေအခုကမြန်ဆန်တို့ရဲ့ဆုံးမမှုကြောင့်စိတ်ကိုပြင်ဆင်ခဲ့ဒီကတကြောင်လောကီရဲ့ပင်သာတို့နဲ့တိုက်ခတ်ခြင်းမဟုတ်ဒီကတကိစ္စ တခုခုကိုတီလိုလိုဖြစ်နေကြသည်ကတစ်မျိုးနှင့်ထိုးနှံကြံများကိုသီးခံနေကြတော်လေမျက်နှာကိုဒေါသတကြီးထိုးကြိတ်ခံရတော်လေညိုယောင်ဖူးကိုင်းခြင်းမရှိပဂတိတိုင်းသာဖြစ်တယ်ဒါပေရန်နေတဲ့ကိုခန္ဓာနှစ်ခုစီလေးယိုင်ခြင်းနယ်ခြင်းမရှိပဲမတ်၍သာနေလေတပတ်သား၏အထင်လွဲမှမှုကိုရှင်းပြပြောဆိုရန်ထိုးခံခြင်းဖြင့်ဒေါသတို့ကိုအရင်တတ်ခဲ့ထိုးကြိတ်နေသူမှလည်းကြော်စိုးတလေထင်ရှားကိုတလေအာရပါရထိုးနေလေအာဟင်ကုန်ခန်းတဲ့ဒီဖြစ်လာတဲ့အခါမှာလက်နှစ်ဖက်ကို ။တပ်ပြင်းတဲ့သူတွဲလျားခြာပြီးတော့မှအသက်ကိုဝအောင်ရှူလိုက်တယ်။အဲဒီကထင်ရှားကအနီးပါးမှာရှိတဲ့မစုံမချောက်ဝလုံးပိုင်းတစ်ခုကိုခြေပြင်းဆက်ကနေကော်လိုက်။အထေမရန်ရှာနေတဲ့သူကြီးရှိတဲ့ဝလုံးပိုင်းကြလာတဲ့အခါကြော်စောကအမောပြေနေကိုအချိန်မရှိဘူးမိတ်ဆွေ။ကျုပ်တို့အတတ်မယ်မို့လား။အခုလို့အဲဒီကမဆိုင်မတော်ပြီးဝလုံးပိုင်းကောက်ယူပြီးကြော်စောရဲ့ခေါင်းကိုအားကုန်လွှဲရိုက်လိုက်တော့တယ်။ဝလုံးပိုင်းမှာထပိုင်းပြတ်ပြီးဝရင်တို့ရွယ်ရိုက်တန်ကောင်းကလေးဖြစ်သွားပြီ။ တဆက်ထဲမှာထင်ရှားကိုလည်းလက်ပြန်ရိုက်လိုက်ပြန်တယ်။ဝလုံးပိုင်းကျိုးသွားတဲ့ပြင်နှစ်ဦးစလုံးရဲ့ဥကောင်းမှသွေးများစီးကြလာ။ကျိုးတို့လိုလလာခွင့်ပြုမှထိကအောင်လုံးနိုင်မှာမိတ်ဆွေစိတ်ရှင်တပ်ဖို့ဒီခွင့်ပြုထားတယ်နော်။အဲဒီကဒေါသကြီးပေါကွဲနေသူရဲ့မျက်နှာမှာချက်ချင်းပြောင်းလဲသွားပြီးတော့ဒူးကိုထောက်ချလိုက်တော့ဒူးထောက်လိုက်တာနဲ့လူဝေစားပြောက်ပြီးတောက်ပါတယ်နှဝစ်နှစားပေါင်းနှောင်းရင်စည်းခါးစည်းတို့ဖြစ်ပေါ်သွားပြီလေ။ပြီးတဲ့အခါမှာလူရောင်ဆောင်သူနတ်စိန်ကလက်ဥကြီးလိုက်တဲ့အခါ သွေးအိုင်ထဲမှာရှိတဲ့ရုပ်ပြန်စင်းပြအလောင်းကလည်းပျောက်ကွယ်လို့သွားပြီးနတ်သမီးတို့မြချောမောလှပါတယ်မိန်းကလေးတူကရှေ့ကိုရောက်လာခဲ့ပြီလေတောင်တော်သခင်မဇနီးမောင်နှံနေပါလားဒါလည်းစမ်းသပ်ခြင်းတစ်ခုပေါ့လေခွင့်လို့ပါဆရာဝိဇာကျန်းတို့ယူဖို့အစွမ်းတကူအမျိုးမျိုးတက်မြောက်มาရတယ်ပြင်ဒီခံနိုင်စွမ်းကိုလည်းစမ်းသပ်ရမယ်လို့ကျွန်တော်တို့တောင်းဝင်ပေးခြင်းခံရပါတယ်နားလည်နိုင်ပါလေလीကဲတောင်းဝင်ကြည်ဖြစ်လို့ကျုပ်တို့ခွင့်ပြုပါဦးပြုခဲ့တဲ့များကုသိုလ်အဆူဆူတို့လည်းဟောရီယာကိုယ်မောင်မွှေလူတို့အမျှပေးဝေးပါတယ် ာရုပါဆရာတာရုတာရုဒီလိုနဲ့နန္နပါတို့လည်းပျောက်ကွယ်သွားပြီးတော့အိုင်နောက်ကျော်သောနဲ့ထင်ရှားတို့လည်းမြတ်ဆန်တို့ရှိရာကိုသွားကြပြန်နေလန်ကြီးတဏီယာရောက်တဲ့အခါမှာတင်းငုပ်ပေါ်မှာမြောက်ကြီးကောင်ထိုင်နေရာကိုတွေ့လိုက်ရပြန်နေအဲဒီမြောက်ကြီးမှာကျော်သောနဲ့ထင်ရှားတို့ကိုမြင်တဲ့အခါတင်းငုပ်ပေါ်ကပြေးဆင်းလာခဲ့ထင်ရှားကမြောက်ကြီးရဲ့အနီးကိုတိုးသွားလိုက်တဲ့အခါမှာအဲဒီမြောက်ကြီးကလက်ထဲမှာကင်ထားတဲ့တင်းမြင့်များကိုပေးနေတယ်ထင်ရှားလည်းမြောက်ကြီးပေးတဲ့အမြင့်များကိုယူပြီးတော့ကျော်သောကိုကြည့်နေပြုံးလိုက် ယောက်ကြီးမှမပြန်သေးပဲကြော်တော့နဲ့ထင်ရှားတော့ကိုကြည့်နေပြန်တယ်။နောက်ဦးသားလေးဆရာကိုစိတ်ထဲကဂျေစုတင်နေကြပြီးတော့ယောက်ကြီးကိုလည်းပြုံးပြခဲ့။နောက်တော့ကောင်ပေးတဲ့သင်းမြေတို့ကိုသွေးပြီးတော့ကောင်းကဒံဟာကိုထည့်တဲ့အခါထိ kait ပုံးမဲရာမရှိပဲအကောင်းပကတိဖြစ်သွားပြီတော့လေ။ယောက်ကြီးမှမပြန်သေးပဲသူတို့ဘေးကခတ်အုပ်အုပ်တော်ရန်ကလေးတဲ့ကိုလည်းညှိုးထိုးပြပြီးတေပင်မော်ကိုပြီးတက်သွားပြီတော့လေ။ယောက်ျားကတေကားတစ်ခုစီခုံကူးသွားလာနေပြီးတော့ကျော်သောနဲ့ထင်ရှားတို့ကိုပါလာအောင်စောင့်ခုံင်းနဲ့လမ်းပြပေးပြီ မြန်ဆန်တို့၏အတက်ပညာများဖြင့်စေလို့လိုက်တဲ့မြောက်ကိုကြည့်ပြီးတော့နှစ်ဦးသားဆရာဖြစ်သူကိုဂျေဇူးတင်နာခြင်းပုံပါတောင်ကလပ်သွားလမ်းကြောင်းပေါ်ကိုရောက်လာခဲ့ကြပါတော့လေဆရာတို့ကျုပ်တို့အမြဲတမ်းစောင့်ရှောက်နေတော့ပဲကိုကြီးဒါပေါ့ကွာအခုလဲကြံကြံဖန်ဖန်သူကိုယ်တိုင်ကူတာပေးခွေမရှိတော့မြောက်ကိုလွတ်လိုက်ပြန်တယ်လမ်းပြဆီးဆီးရမြောက်ပေါ်ကွာဒါနဲ့ကိုကြီးစစောနန်းတစ်ပါးကြောင်းလေလို့ပေါအောင်မြအကိုကြီးကနတ်သမိုင်းနေနှမ်းဆက်တော့သူတို့နဲ့မစိမ့်ဘူးကိုကြီးမောင်နဲ့မရှိဘူးလားအေးပြောပြမှာပေါ့ကွာနားလေဆိုင်မျက်စိရောမြောက်ကိုကြည့်တာ နန်းတပါးကိစ္စဒီလိုကွာခြေချားကမျက်စံလုံးရှိရာပုတ်ပါတောင်ကလက်ကူသွားအလမ်းမှာနတ်သမိုင်းကိုအကျင်းများရှင်းပြလေတော့တယ်တောင်မြုံနယ်တွင်ရက်ကြေရွာမှတကြွေတူရဲ့သမီးဖြစ်သူမတ်ရွှေဦးကအချင်းခါရွေရောက်လာတဲ့ခါမှာတောင်မြုံရွာသားမောင်ရင်မောင်စူသောတစ်ကုံတွေနဲ့အကြောင်းပါပြီးတော့တောင်မြုံရွာကိုလိုက်လာခဲ့လေတယ်မောင်ရင်မောင်ကတစ်ကုံတွေဖြစ်ချင်းကြောင့်တစ်ဖောင်ချဖို့မကြာခဏခီးတွက်လိရှိပြီးမောင်ရင်မောင်ဇနီးသည်အားလက်ချင်းများပါရကန်းခတ်ချင်းဝါဖက်ချင်း ဘိုင်းငင်ချင်းစားတဲ့လုံများကိုလောက်ကန်နေရှိပြီလူဘွားကလေးကချစ်ခင်နေကြတဲ့ကိုတော်ကြီးကိုတော်လေးမင်းနှစ်ပါးဟာမမေဦးကိုကိုရင်မောင်မရှိကချေးဆိုးလေးတယ်မမေဦးကပြင်းထန်စွာစိတ်ခတ်ထန်သူဖြစ်ပြီးတော့မချေမကန်ပြောဆိုဆက်ဆံနေစိတ်ထက်သူကိုတော်လေးကစီးတော်ကြားနေမဆွေဦးကကိုက်တတ်ပြီးတော့ရင်ခတ်တောင်တော်ကိုကိုက်ချီသွားစီတယ်ရွှေဦးလည်းအရိယာနိုင်တောင်တော်သခင်မဖြစ်လာပြီးတော့မဆွေဦးနတ်ဆိုပြီးတော့တွင်ခဲ့လေတယ်အထက်မဲစာမှာတစ်ဖောင်ချပြန်လာတဲ့ကိုရင်မောင်ဟာ တောင်မင်းဟွာကိုရောက်တဲ့အခါမှာတော့မန်းဆွေကြားကြိုက်ဒီဆုံးချောင်းကိုပြီးတဲ့အခါမန်းဆွေကခါးစည်းပဝါကြကြံရေးရနေရာမှာရင်ခွဲလာကြဒီဆုံးခဲ့လေတယ်။ဒါတော့ကြားဘူးတော့ဘိုးကြီး။သူတို့ဇလန်းစင်နေတုန်းကတော့ထင်းတော့ထင်းတာ။လက်သမားကိုအခြေချဲမနေနိုင်ဘူးကကြီးလေ။အိမ်မက်တွေတော့နှစ်ခုပဲကြံတော့လေ။တစ်ခုပါကိုကြီး။နောက်ဆုံးမိန်းကလေးချိုးချိုးတော့ဦးဘလူးမကြီးသွင်းပြောင်းသွားတဲ့အိမ်မက်လေ။တစ်ခုရှိသေးတယ်ကွာ။ဇရာစီရောက်အောင်သွားပြီးတော့ဝိစာပြီးတော့ကျန်းစုယူရမှလေ။အိမ်မက်တစ်ခုပဲမလား။လက်တွေအကောင်တွေပေါ်စေအိမ်မက်ပေါ့ဗျာ။ ကဲဒါပြင်အချိန်မလေးငယ်မြောင်ကြီးတော်အမိလိုက်ကြတော့ဘောကွာငါတို့ပြည်သားတွေထက်လာပြီးမှတ်တယ်ငါတို့ဆရာစီရင်နဲ့မြောက်ကမှတောင်ကလပ်ကိုရောက်သွားတဲ့တည်းဟုတ်ပါဗျာကျော်တော်နဲ့တင်ရှားတို့မှဆရာကြီးရင်းငွေရလိုက်တည်းပြူမင်တော်ကမရှိလမ်းဆွေနေကြတယ်ဂျီကမောကပြောကစူကားနဲ့နောက်ဆုံးဆန်းသက်ချက်ကိုမေးလျော်ကဆရာပြည့်သူထံအရောက်လှမ်းနေကြပါတော့တယ်ဟုတ်ကဲ့ဝါဒီလေးကျွန်တော်မြန်မာကွန်ဆွေ channel ကနေတင်ဆက်ပေးခဲ့တာကမြတ်စွာဘုရားနဲ့ ရရွှေဦးလိုနတ်မောင်နှံဖြစ်ပါတယ်ကျွန်တော်နောက်နေ့မှာလည်းမြတ်ဆန်တို့အပိုင်းဆက်မြောင်ဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်လာရောက်နားဆင်အားပေးကြဖို့လည်းဒီမှာဖိတ်ခေါ်ပါရစေဒီနေ့မှာအချိန်မီနားဆင်ခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ကေမူပါ